ငွေကျပ်သိမ်းပေါင်းထောင်ချီလှူဒန်းနိုင်တဲ့နောက်ွယ်ရကျိုးကန်ဒီသူကိုထုတ်ပေါ်လိုက်တဲ့ဖြူဖြူထွင်း Hello 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 ဆယ်လီမမလာပါပြီရှင်။အမှုပညာဆိုင်ရာအကြောင်းအရာတွေနဲ့လက်တလုံးဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာပါ။ပရိသတ်များရှင်အခုလက်တလုံးမှာဖြစ်ပွားနေတဲ့ငလင်ဘေးကြောင့်မို့လူများ၏အိုးအိမ်စီးဆင်းတဲ့အတွက်အသက်တွေပါပေးလိုက်ရပါတယ်။ငလင်ဘေးတင်နေတဲ့တွေအတွက်သိမ်းပေါင်းထောင်ချီလှူဒန်းပေးနေတဲ့ပရာဟိတအကျိုးဆောင်တွေရာလည်းရှိလို့နေတာပါ။အခုလိုမျိုးပရာဟိတအကျိုးဆောင်တွေရဲ့သူရဲမှာဆိုရင်ဖြူဖြူထွင်းရလည်းတယောက်ပါဝင်ဖြစ်လို့နေတာဖြစ်ပါတယ်။ တယ်။ဖြူဖြူထွေးကတက္ကသိုလ်မှာဂျုံတို့ပြရင်နဲ့နမိတ်ကြီးလာတာပါ။အလူတန်းနေစတိုင်လုံနေရကြောင်းလဲအခုချိန်ထိဖြူဖြူထွေးကိုပရိသတ်တွေကချစ်ခင်နေကြတာပါ။အဲဒီလိုမျိုးအလုပ်တွေကြောင်းလဲအမှုပညာလုပ်တစ်ခုကိုလည်းလောက်ကင်လာနိုင်ခဲ့တာဖြစ်ပါတယ်။ဖြူဖြူထွေးကတဘာဝဘေးအန်နေဂျုံတွေ့လာတဲ့ချိန်မှာအလူငွေသိန်းပေါင်းထောင်ချီကိုလူတန်းပေးနေတာပါ။လက်ရှိငလင်ဘေးအတွက်လဲဖြူဖြူထွေးကငလင်ဘေးစားဖြစ်တဲ့ရက်ကစပြီးငွေထုံးလိုက်ချီကိုကင်ပြီးတော့နိုင်လူပေးနေတာဖြစ်ပါတယ်။ ။သိမ်းမောင်းထောင်ချီတဲ့ငွေတွေကိုအထက်လိုက်တင်ပြီးတော့ငလင်ပေးအတွက်လိုက်လူပေးနေတာမို့အားရစရာကောင်းပါတယ်။ဒါအပြင်ဖြူဖြူတွင်းရဲ့စီစဉ်နေရတဲ့အချိန်တူတွင်းမှာမတင်မတ်ထောင်လာအောင်ကိုကြီးပွားချမ်းသာလာတာပါ။ဒါကြောင့်ဖြူဖြူတွင်းရဲ့နောက်ွယ်မှာလမဲကြီးတချို့နဲ့ကျိုးကန်နေတွေရှိနိုင်တယ်လို့ဆွဆွဲနေတဲ့သူတွေကလည်းများပါတယ်။စပွန်ဆာတချို့ကနောက်ွယ်ကနေပြီးတော့မှကျိုးကန်နေလို့သားဖြူဖြူတွင်းကဒီလိုမျိုးတွေလုပ်ပေးနိုင်တာလို့ထင်တာပါ။ မြန်မာနိုင်ငံမှာလည်းဒီလိုလူတွေကအများကြီးရှိနေတာကိုဖြူဖြူတွေးကအလူငွေဆိုရင်နေ့စဉ်ရက်ဆက်ကိုတိမ်းမောက်ထောင်ချီလူရန်ပေးနိုင်နေတာပါအခုမှလူလာမဟုတ်ဘဲနဲ့လူလာခဲ့တာလည်းကြာပြီမို့လူများတော်တော်တန်တရားဝင်စရာဖြစ်နေကြတာပါသူမို့တန်တရားဝင်နေတာကိုလည်းဖြူဖြူတွေးရသိပါတယ်ဒါကြောင့်မလို့ပြီးခဲ့တဲ့ရက်မှာတော့ဖြူဖြူတွေးကငလင်ပေးတွန်လူဖို့လုပ်ရင်းနဲ့နောက်ကွယ်ရလက်မဲကြီးတွေအကြောင်းကိုထုတ်ပြောလာခဲ့ပါတယ်ဖြူဖြူတွေးကသူမရဲ့နောက်ကွယ်မှာကျိုးကိုင်နေသူတွေနဲ့လက်မဲကြီးကိုတတ်တည်နေတကွာချပြလာတာပါနောက်ကွယ်မှာကျိုးကိုင်နေတဲ့သူတွေနဲ့လက်မဲကြီး ကတော့သူမရဲ့မိသားစုတွေသာဖြစ်တယ်လို့ဆိုပါတယ်မိခင်ဖြစ်သူနဲ့မောင်လေးတွေကိုကျိုးတချောင်းကိုကန်ခိုင်းထားပြီးနောက်ွယ်မှာကျိုးကန်နေသူတွေဆိုပြီးတော့အမိတက်လိုက်ပါတယ်ဒါအပြင်မောင်လေးတွေကတယောက်ကကားဝတ်ရှော့အလောက်ကိုလုံးဝတာကြောင်းလက်မဲနေရတာပါဆိုပြီးစနောင်လာတာပါဖြူဖြူတွေးကနောက်ွယ်မှာအားကိုးနေရသူတွေကမိသားစုဝင်နေတာရှိကြောင်းကိုစနောက်ကရှင်းပြလာခဲ့တာဖြစ်ပါတယ်သူမလုပ်ချင်တဲ့အရာမှန်တမညာကိုမိသားစုဝင်တွေကလည်းလိုင်းလုံပြီးနေတာကြောင့်ပါ အခုလိုငလင်ပေးတဲ့နေရာတွေကိုတရင်တက်စင်လိုက်လူပေးဖို့ဆိုတာမလွယ်ပါဘူး။လိုက်ဆောင်ရှောက်ပေးမယ့်မိသားစုတွေလည်းလိုပါတယ်။မိသားစုဝင်တွေကနောက်ွယ်ကနေပါဝင်ဖြစ်ပြီးလို့သာ Brighter Look ကိုဖြူဖြူထွေးခလုံနိုင်တာဆိုပြီးသိရတာပါ ဒါအပြင်တိန်းထောင်ကျော်လှူဒန်းနိုင်နေဆိုတာကလည်းနိုင်ငံသားကအလူရှင်တွေကြောင့်လို့ဆိုပါတယ်နိုင်ငံသားကအလူရှင်တွေကနေစင်ဆိုတလို့တိန်းဆယ်ကြီးကိုလှူပေးနေတာပါသူတို့လှူပေးတဲ့ငွေတွေကိုဗမာရက်ခွဲပြီးတော့ထုံနေရတာပါဒါကြောင့်မလို့ဖြူဖြူတွေကဖြူစင်နဲ့ပရဟိတသမားလေးဖြစ်ကြောင်းကိုရှင်းပြလာခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံကလူတွေကလည်းတော်တော်လေးတော့ခက်ပါတယ်လှူရင်လဲလှူလို့မလှူရင်လဲမလှူလို့လှူတဲ့နေရာပုံစံမကျရင်လဲပြောလို့လှူတဲ့ပစ္စည်းထက်နေရင်လဲဝေဖန်လို့ ပစ္စည်းတွေကိုမလူပဲပတ်စံနေပဲလူရင်လေပတ်စံနေပဲလူနေလို့စသဖြင့်အမျိုးမျိုးဝေဖန်နေတာပါအထူးသဖြင့် Brighter လုပ်ငန်းလုပ်နေတဲ့သူတွေနဲ့အမှုပညာရှင်တွေကတော့ဝေဖန်မှုတန်ကိုခံနေရဆဲဖြစ်ပါတယ်ပရိသတ်ကြီးအနေနဲ့ရောအခုလိုမျိုးနောက်ွယ်ကကျိုးကင်တဲ့သူကိုတက်တည်နေတကွာ chapter လိုက်တဲ့ဖြူဖြူထွေးပေါ်ဘယ်လိုတွေတင်မြင်ပြီလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်